အားလုံးပဲမင်္ဂလာပါခင်ဗျာ Property TV Channel ရနေနေထူစာနှခုဆက်တာလိုက်ပါတယ်ဟုတ်ကဲ့ပါဒီနေ့ April 10ရက်နေ့ကျွန်တော်တို့ရဲ့ Property TV Channel ရနေတင်ဆက်ပေးမယ်ဝင်းနေစီတောင်းစီစဉ်မှာပါဝင်လာတဲ့မွေးနေ့ရှင်ရတော့အင်းစိန်အောင်ဆန်းမနေထိုင်နေသက်ဆန္ဒဆိုးပဲဖြစ်ပါလေခင်ဗျာ Happy Birthday ဒီနေ့ April 10ရက်နေ့မှာရောက်ရှိလာတဲ့သက်ဆန္ဒဆိုးရဲ့29နှစ်ပြည့်မွေးနေ့ရဲ့မျက်လေးကိုတော့ခိတ္တထိုင်းနိုင်ငံမှာရောက်ရှိနေတယ် ချစ်ခင်မုန်းကိုထက်စင်အောင်ကနေဝင်းနေစုမကောင်းလေးတောင်းဆိုပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါမဆန္ဒဆိုရဲ့29နှစ်ပြည့်ဝင်နေရဲ့မျက်လေးကိုချစ်ခင်မုန်းကိုထက်စင်အောင်ဆူတောင်းမိထားတဲ့ဝင်းနေစုတောင်းလေးတွေရတော့ပြပတိဝါနော်ဒီနေ့ရောက်လာတဲ့မွေးနေ့မှာစားပြီးပေါင်းချီရပါတော့မိမစိတ်ချမ်းသာခြင်းကိုယ်ရည်ချမ်းသာခြင်းတို့နဲ့အတူစိတ်သွားတိုင်းကိုပါ၍လူရင်းစနာတွေလည်းပြူပါပါသည်ပေါင်းချီရပါတော့မိမအတွက်ရင်ဝင်စကားအနေနဲ့လူသားမောင်များစွာတွေရမှာ မောင်းကိုရွေးချယ်ပေးခဲ့တဲ့အတွက်ရောအရာရာမပြည့်စုံတဲ့မောင်းကိုနားလည်မှုတွေနဲ့ချစ်ပေးတဲ့အတွက်ရောကျေးဇူးရမ်းတင်ပါတယ်။အရင်လည်းချစ်ပါတယ်။ဖိတ်ချပါနော်။မောင်းကြောင့်လည်းမိမဘယ်တော့မှစိတ်မစင်းရဲစီရအောင်စိတ်မငြင်းစီရအောင်ဝမ်းမနေစီရအောင်မိမတယောက်တည်းကိုပဲသစ္စာရှိရှိနဲ့ချစ်တော်ပါမယ်။မိမအတွက်ထောက်ထားဆောင်တယောက်ဖြစ်အောင်အမြဲကြိုးစားသွားပါမယ်လို့အတတ်နဲ့ထပ်တူကြည်ပေးပါရနော်ဆိုပြီးတော့ဆက်နာဆူရဲ့29ပြည်ဝင်ရဲ့မျက်လေးကို ချစ်ခင်မကူထက်စီအောင်ကနေမွေးနေ့ဆုမကောင်လေးတောင်းဆိုပေးထားတာပဲဖြစ်ပါရယ်ခင်ဗျာဟုတ်ကဲ့ပါမဆန္ဒဆိုရင် Happy Birthday to you channel ကနေလည်းဒီနေ့ April 1ရက်နေ့မှာရောက်ရှိလာတယ်မဆန္ဒဆိုရင်မွေးနေ့ရက်မျက်လေးကိုထက်စီမွေးနေ့ဆုမကောင်လေးတောင်းဆိုပေးခြင်းပါရယ် Happy Birthday ပါခင်ဗျာမွေးနေ့ကနေစပြီးတော့ချစ်ရတဲ့မိသားစုတွေနဲ့အတူနောက်နေ့ပေါင်းများသောအတိုင်းပျော်ရွှင်စွာနေထိုင်နိုင်ပါစေနေ့ရက်တိုင်းကိုအေးချမ်းစွာဖြစ်တန်းနိုင်ပါစေဘဝရဲ့အောင်မြင်မှုများစွာကိုလည်းပိုင်ဆိုင်နိုင်ပါစေ အလုံးကိုင်းတွေလည်းထိထမကအဆင်ပြေပြီးတော့စီးပွားလဲလာပါများလဲဒီလာတို့တက်ပါသည်ကက်ကြီးတုံးပါရင်းနှီးမြှားပါပေးရနေလဲကင်းဝေးနိုင်ပါသည်ဘဝမှာမရှိစကားမချာပဲနဲ့တက်ရှိကြမှာပြောရှင်ပြီးတော့ကောင်းကောင်းလို့ဤဆန္ဒမန္တမများပြီးွားပါသည်လို့ဒီနေ့ဧပြီလ10ရက်နေ့မှာရောက်ရှိလာတဲ့ဝဆနာဆွေရဲ့မွေနေ့ရက်လေးကို Happy Birthday Channel ကနေလဲထစိတ်မွေနေ့ဆုမကောင်းလေးတောက်ဆုပေးလိုက်ပါရခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒီနေ့ရောက်ရှိလာတဲ့မွေနေ့ရှင်ပါဝင် ကျွန်တော်တို့ပြည်သူတွေအားလုံးအေးချမ်းသာတဲ့အချိန်တွေကိုအမြဲပိုင်ဆိုင်နိုင်ပါစေလို့ Happy Birthday to you channel ကနေစတောင်းမြတ်တာပို့သပေးလိုက်ပါရခင်ဗျာ။